ေးသားများလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာသတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကောင်းစစ်ကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမင်းများကိုပြန်လည်ဒိမ့်ပိုက်ရာယူရေးဆက်စင်ရေးစီမံချက်ကိုစတင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ကြမ်းမဲ့စကောင်းစစ်ကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမင်းများကိုပြန်လည်ဒိမ့်ပိုက်ရာယူရေး စစ်စင်ရေးစီမံချက်ကိုစတင်နေပြီဖြစ်တယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်။အဆိုပါစစ်စင်ရေးစီမံချက်မှာဂျမ်ပတ်စစ်ကောင်းဆောင်မယောင်းနိုင်ကမဟာဗျူဟာနဲ့မူဝါဒပိုင်းဆိုင်ရာကိုကြီးကျက်ကိုကဲနေပြီးစစ်စင်ရေးဖော်ဆောင်မှုဆိုင်ရာ operation ကိုဒုစစ်ကောင်းဆောင်စိုးဝင်းကဆောင်ရွက်ရကြောင်းနေမြေပိုင်းချားလိုက်စစ်ပုတ်ချုပ်များနဲ့နေမြေကန်တန်းမိုးများကိုလည်းစစ်စင်ရေးတို့နေမြေလိုက်တာဝန်ခံများခန့်အပ်က operation တည်တည်ကိုခွဲဝေပေးရထားကြောင်း စစိမ်ရေးစီမံချက်မှနယ်မြေခန့်တပ်များနဲ့စေယုံမှဂျီးရဲလီဘူပေါင်းဖွဲ့များဖွဲ့စည်းထားပြီးအချိန်နဲ့တပင်းညီတိုက်ခိုက်ရေးတာဝန်များကို24နာရီချိန်ပြည့်ပေါ်ဆောင်နေကြောင်းစစိမ်ရေးစီမံချက်ဟာယခုစတိမလာဇန်မိုင်းမှာစတင်နေပြီဖြစ်ကြောင်းသိရပါတယ်။စစိမ်ရေးတွေကချိန်ပြည့်24နာရီဖြစ်ပါတယ်။ဂျီးရဲလီဘူပေါင်းစစိမ်ရေးတွေကအချိန်ပြည့်နဲ့အချိန်မရွေးပေါ်ဆောင်ဖို့ရှိနေပါတယ်။အဓိကအပြင်းတော့တပတ်ဖွဲ့စည်းရဲ့ဌာနချုပ်စခန်းနေနဲ့စခန်းလိုယူဆရတဲ့နေရာတွေကို ဂျေတက်လေးတက်ပူပေါင်းဦးတည်ပြင်မှတ်ထားတိုက်ခိုက်မှုတွေဆက်ရှိနေပါမယ်။ရေတက်လိုအပ်တဲ့နေရာတွေမှာရေတက်ပါပူပေါင်းပါဝင်မှုရှိပါတယ်။သတိပေးချင်တာကတော့တိုက်ခိုက်မှုတွေရင်ငါထက်ပိုမှုများပြားမှာဖြစ်ပါတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ဘရဲတိကပြောဆိုပါတယ်။စစ်ကောင်းဆောင်မယောင်းလင်ကလာရှိုးရာမခါနဲ့ရှမ်းမြောက်ပါဝင်တနိုင်ငံလုံးမျိုးပေါင်း80ကျော်ရှိတဲ့နေမိအများစုကိုဆုံးရှုံးပြီးတဲ့နောက်မှာစစ်စင်ရေးနဲ့ဆက်ဆက်တဲ့စစ်ပတ်နဲ့ရပ်ပတ်စည်းဝေးများမှာလည်းလုံဆောင်တင်းတီများကိုလုံဆောင်တိုက်တီများကိုလုံဆောင်ရန်ချိန်ကြပြီလို့မကြာခဏတပွားပွားပြောဆိုလျက်ရှိပါတယ်။ ါအပြင်2025ခုနှစ်မှာစကောင်းစကရွေးကောက်ပွဲကျင်းပရန်စကောင်းဆောင်မယောင်းလင်ကမကြာခဏဆွတ်တလို့ထုတ်ပေါ်ပြောဆိုပြီးနောက်အဆိုပါရွေးကောက်ပွဲမတိုင်မီရန်နိုင်နှမြနေမြများကိုပြန်လည်တင်ပိုင်နိုင်ရေးထိုးဆက်စင်ရန်တို့ကစစင်းရေးစီမံချက်များကိုခေါင်းထည်ပေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရန်ကုန်နဲ့နေပြည်တော်ကိုတပြိုင်တည်းထိုးဆက်စင်မဲ့စီစဉ်စတင်နေပြီဖြစ်တယ်လို့အထူးစစင်းရေးပွဲ SOF တာဝန်ခံနဲ့စတွေ့မင်းများထားမှုကိုတင်ဆက်ပေးကြပါတယ်။ လာမယ့်2024ခုနှစ်နှစ်ကုန်ပိုင်းမှာစကောင်းစီနယ်ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပုံမပြင်းထန်လာဖို့ရှိပြီးရန်ကုန်နဲ့နေပြည်တော်ကိုတပြိုင်နက်တည်းထိုးစစ်ဆင်သွားမယ့်အစီအစဉ်စတင်နေပြီလို့အထူးစစ်စင်ရေးအဖွဲ့ SOF တာဝန်ခံရဲဘော်အောင်ဆန်းရှားကပြောပါတယ်။လက်ရှိမှာလည်းကရင်ပြည်နယ်မှာစကန်းသိန်းတိုက်ပွဲတွေပြင်းထန်နေပြီးကာကွယ်ရေးတပ်တွေကဆက်လက်ထိုးစစ်ဆင်နေတယ်လို့စကောင်းစီတပ်ကလည်းပြင်းထန်ခုခံနေပါတယ်။ဒါပြင်ရန်ကုန်မြို့ကိုအဓိကထားတဲ့မျိုးပြဆက်စင်ရေးတွေကိုလည်းအင်းနဲ့အားနဲ့လုံဆောင်သွားဖို့ပြင်ဆင်နေတယ်လို့ရဲဘော်အောင်ဆန်းရှားကဆိုပါတယ်။ မျိုးပြဆက်စင်ရင်းနဲ့မျိုးတိုင်းတိုက်ပွဲတွေကိုတပြိုင်တည်းဖော်ဆောင်ဖို့တော့လက်နက်ခဲယံလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးချင်တဲ့သတင်းကတော့ဂျန်ခိုင်ရဲ့နာမည်နဲ့ဒိန်းထားတဲ့လူထုပိုင်လေယာတွေကို MNDA ကအကွဲရိုက်ပြီးစတင်ပေးရနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အရင်ဆက်စိုးရလက်ထက်ကလေးကပြည်ထောင်စုဂျန်ခိုင်ရဲ့ဗိုလ်မျိုးရေးပါတီနာမည်နဲ့ဒိန်းထားတဲ့လူထုပိုင်လေယာမျိုးတွေကိုပြန်လည်ရရှိရေးအတွက်ကိုကန့်တဲ့ MNDA ကဆက်လက်ဆောင်ရွက်နေပြီးလေမျိုးတွေကိုအကွဲချကစတင်ပေးရနေတယ်လို့ဂွန်းလုံးမျိုးနေဒေသခံတဦးစီကသိရပါဗျ။ ကွန်လုံမြို့ကိုတစ်စက္ကန့်ခွန်ဆက်စင်ရေးတွင်ကိုကန့်တက်ကတင်ပိုက်ပြီးတဲ့နောက်အုတ်ချုပ်ရည်ရန်နေရကိုစတင်အကောင်းထဲပေါ်ဆောင်ရွက်နေချိန်မှာပဲလူတို့တွေမတရားတင်ဆဲခံရတဲ့လေယာမီတကိုပြန်လည်ပေးရသွားမယ်အကြောင်းကိုရဲရွာစည်းဝေးမှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ထိန်ချုံနယ်မြေတွင်းကလေယာမီမတရားတင်ဆဲခံရသူတွေအနေနဲ့ပန်းဆိုင်ချောင်းတက်တဲ့အထောက်ထားပြင်ထောက်ခံပေးမဲ့သူနဲ့အတူလေယာမီပြန်လည်ရှောက်ထားခွင့်ဖောင်တွေကိုတဆိုင်ရမျိုးလိုက်လက်ခံနေတာလို့ဆိုပါတယ်။ဖောင်နေလျှောက်ထားတာကဒီပရမလိုင်းပြီးပြန်လေထူထောင်ရေးကာလမှာနာတာလာရုံကိုဇီဝေးခေါ်တယ်။ဇာရွတ်စာတန်းနေတဲ့သူလျှောက်တင်ရတယ်။ အရင်နောက်နှစ်ခေါက်လောက်ပြန်ခေါ်တယ်။ဒီဩဂတ်စတဲမှာပဲရွာမှာလူကြီးတွေနဲ့မြေခွက်ကိစ္စတို့ကစီဝေးခေါ်တယ်။ဘသူကဘလောက်ထိပိုင်လဲ။အကျယ်ဝန်းနဲ့တကွချန်နေလိုက်ပြပြီးတိုင်းနေ။ဝန်းနှန်းရက်ကွအောင်မင်္ဂလာနဲ့ရွာတစ်ထိပ်ပဲအရင်စမယ်ပြောတယ်လို့ဂွန်လုံးမျိုးနေမြို့သမီးတအုပ်ကပြောဆိုပါတယ်။အစောပါလေယာမြေရရှိရေးတို့ကကိုကန်တပ်ပကပြန်လဲစစ်စစ်မှုတွေလှုပ်ဆောင်နေတာကြောင့်အချိန်တစ်ခုတည်းဆောင်ခဲ့ရတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။လေယာတင်ထားတဲ့ဦးထွန်းကြီးကယူကန်ဝင်နေရတာလေ။တို့ကလည်းစစ်စစ်မှုတွေခဏခဏလုပ်တယ်။ရွာသားတွေကလည်းတစ်ဖက်မှာစစ်စစ်မှုတွေလုပ်နေတာ။ရှစ်လလောက်ရှိပြီ နေ့ပြတော့မှာလို့ပြောပါတယ်။ကွန်လုံးမျိုးတဲ့ပြည်ထောင်စုကြခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီနာမည်ပြင်တန်နမဲ့နဲ့လေယာတိန်ထားတဲ့ဖြစ်စဉ်ဟာတမျိုးလုံးတိုင်းတာနဲ့ရှိခဲ့ပြီးတော့ကွန်လုံးမျိုးနဲ့တောင်ပေါ်ဒေသအထိရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ဒေသခံအမျိုးသားတဦးကတော့အရေးပါတီကိုတက်ကောလှုပ်ရှားလိုက်တာ။ရာဘာဆိုင်ခင်းစီမံကိန်းလို့လို့ဂျက်စုပင်စီမံကိန်းလို့လို့နဲ့တင်းတင်းသွားတာအများကြီးပါ။စီပင်၊မြေစင်း၊ထွေအုပ်တွေလည်းမကင်းပါဘူး။ပေါင်းလှုပ်ရှားနေကြတာပါလို့ပြောပါတယ်။ အစောပိုင်းလူထုပိုင်းနဲ့လဲရမြေတွေကိုလွန်ခဲ့တဲ့2001-2002ခုနှစ်ဆယ်ဆိုးရလက်တကဇာတင်ကြောင်ဆောက်လုပ်မယ်ဆိုပြီးကြောင်းပြကတင်းယူခဲ့ခြင်းဖြစ်ပြီးအရင်နောက်နှစ်နန်းငယ်ကြာဦးသိန်းစိန်လက်ထက်မှာတော့ USDP ပါတီနာမည်နဲ့ထပ်မံလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ဂွန်းလုံးမြို့ဝန်ထမ်းရက်ကွက်မှာတော့တင်းယူထားတဲ့မြေကွက်ဧကားတရာကျော်ရှိပြီးအင်ဂျင်30ကျော်ကလက်ရှိစီးရင်ရှိထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဂွန်းလုံးမြို့မှာလက်စစ်မင်းနဲ့ဖုန်းလိုင်းပြတ်တောက်နေဆဲဖြစ်ပြီးဒေတာကန်လူထုအနေနဲ့စက်သွေးရေးအတွက်တရုတ်စင်ကတ်တွေကိုသာအသုံးပြုနေရပါတယ်။ အမန်ဒီဘက်ကလည်း၎င်းတို့ထိန်းချုပ်နေမြေတွေမှာအုပ်ချုပ်ရေးရန်နေကအကောင်းထဲပေါ်ဆောင်ရွက်လာနေတယ်လို့သိရပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့ပြတင်းကတော့တန်ဝမ်မြို့နယ်မှာရှိတဲ့စကောင်းစီရဲ့အင်အား1200ကျော်ရှိတဲ့ရေတပ်စခန်းဌာနချုပ်ကိုအေအေဘက်ကတင်ပါရရှိခဲ့ပြီးစစ်တပ်ဘက်က400ကျော်တည်ဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တနွေမြို့မှာရှိတဲ့စကောင်းစီရဲ့ရေတပ်ပင်မရင်ကုန်းနဲ့ဇေယူရေတပ်စခန်းဌာနချုပ်ကိုအေကဒိမ့်ပတ်ရရှိတယ်လို့ယမန်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာပါတယ်။ဩဂတ်စ်လ9ရက်နေ့မှာစတင်ပြီးတနွေမြို့နယ်အတွင်းပိုင်းမှာ စကောင်းစစ်ရဲ့လက်ချမ်းတက်စကန်ကြီးတစ်ခုဖြစ်တဲ့ရေတပ်ပစ်မှရင်ကုန်းနဲ့ဆယ်ဝေးတက်စကန်ဓမ္မတော်ရေတနီယာဖြင့် CNDST စကန်နဲ့၎င်းတို့ပတ်ဝန်းကျင်မှာဆင်းဆင်းခိုးကန့်ခဲ့ကြတဲ့စစ်တပ်စစ်ကြောင်းများကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းမောင်ရွှေလေးရွာနဲ့ကွင်းဝိုင်းရွာကြားမှာတည်ရှိတဲ့စိုးပါရေးတက်စကန်ကိုဒလာနီဘာကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးစတင်မာလ9ရက်နေ့ညနေ6နာရီချိန်မှာမှပိတ်သက်တိမ့်ပတ်ရာယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် မောင်ရွှေလေးရွာ၊ကွင်းဝိုင်းရွာ၊တပီချိုင်ရွာရေတက်ပင်မရင်ုံနဲ့ဇေယျရေးတက်စကန်နဲ့၎င်းပတ်ဝန်းကျင်များမှာစကောင်းစီအားဆန်းစင်တော်ခူးကန်စစ်ကိုလေချောင်းရေချောင်းဖိကုအများပြားနဲ့ခူးကန်ခဲ့ပေမဲ့လည်းအာရခတ်တက်တော်ကတင်ပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါပင်မရေတက်စကန်နဲ့၎င်းပတ်ဝန်းကျင်မှာရန်သူစုစုပေါင်းအင်အား1200ကျော်ရှိခဲ့ကြောင်းသိရပါတယ်အဆိုပါရေတက်စကန်နေရာဟာစစ်ရှုံး၍နေရာဆုံးမှထွက်ပြေးလွမြောက်လာကြတဲ့စကောင်းစီတပ်ဖွဲ့ဝင်များလော်လော်လတ်လတ်စစ်တင်နံဆင်းလာကြတဲ့စကောင်းစီတပ်ဖွဲ့ဝင်များနဲ့အခြားသောနေရာများမှာစစ်ကူအမြောက်များတို့နဲ့အင်အားဖြည့်တင်ထားတဲ့နေရာလည်းဖြစ်ကြောင်း စကောင်းစီကဆိုပါစကန်မကြားစေရတော့ပင်လယ်ပြင်နဲ့စကန်တွဲမှာလက်နက်ကြီးပစ်ကိုအမြောက်အများသုံးပြီးဂူကန်ကာကွယ်ခဲ့တဲ့စကန်ကြီးတစ်ခုဖြစ်ကြောင်းသိရပါတယ်။အဆိုပါရေးတပ်စကန်ကိုအေးအေးကထိုးဆက်ဆင်တိုက်ခိုက်မှုတွင်အကြံဘက်စကောင်းစီရဲ့တပ်ဖွဲ့ဝင်၄00ကျော်တင်ဆုံးခဲ့ပြီးစစ်တုံးဆောင်ပစ္စည်းလက်နက်ခဲယံအများပြားကိုတင်ဆက်ရမိခဲ့ကြောင်းစစ်တပ်က၎င်းတို့ရဲ့ဒဏ်ရာရကြာဆုံးတဲ့သူများကိုစစ်တမောများနဲ့တယ်ဆောင်ပြီးစစ်တွေးနဲ့အေယာရီတိုင်းဘက်သို့ချင်းချင်းတက်ယူရွှေ့ပြောင်းသွားနိုင်ခဲ့ကြောင်းစကောင်းစီတပ်ဖွဲ့ဝင်များရဲ့လောင်းများကိုအေးအေးကကောင်းမွန်စွာတကြုံပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ စစ်ရှောင်းစကောင်းစီရာစကမ်းများဆွန့်လွတ်ကြာရှောင်းရတဲ့အခါတိုင်းမှာပြုလုပ်လေရှိတဲ့အတိုင်းရေသားပြည်သူလူထုများရှေ့ရသို့လက်နက်ကြီးနဲ့လေကြောင်းမှတမင်တကာရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးလူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်ခြင်းနဲ့ဇေယျဆွေးမှုဂျန်ပန်းမှုများကိုဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။အဲဒီနောက်အေးစေဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြနိုင်ရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီးဂိုဝါရိုနီရဲ့တုံ့တက်ထားမှုကိုတင်ဆက်ပေးကြပါမယ်။ဘူဒီတော်မောင်တော်ဟာရခိုင်နယ်ရဲ့ဘူဘားပိုင်မြေဖြစ်တဲ့အင်ငါဂျိုကလာပြောလဲတိတ်ပါပဲ။ Amazing ။အေးစေဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြနိုင်ရဲ့ပြောဆိုချက်က policy ရဲ့တင်းလက် reality show ကြည့်ရတယ်လို့အားရကြ။ August 5ရက်နမ်မြကိုဖျက်ကူးပြီး Bangladesh ကိုဖျက်ကူးမဲ့ Bengali Muslim ဆစ်ဆောင်တွေကို AA ကဒရုန်းနဲ့တိုက်ခိုက်လို့ယာနေချီတည်ဆုံတယ်လို့ဖြစ်စင်မှာလွန်နောက်သူတချို့နဲ့ပြည်ပရောက် Muslim တက်ကြွလှရှားသူတချို့ကဆွဆွဲထားကြတယ်။ဒီချက်ကိုဘိုးချုပ်ဒေါ်မြတ်နိုင်ကတုံ့ပြန်ပြောဆိုထားတယ်။တကယ်လို့များဗျာကျွန်တော်တို့တို့ Muslim တွေကိုတပ်ဖို့ဖျက်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်မောင်နှောမျိုးရှေ့ပတ်နမ်မြကန်းဆတ်မှာနိုင်ငံတကာမြင်တဲ့နေရာမှာတက်เสียရလိုပါမလား။ဘူဒီတောင်နဲ့မောင်တော်ကြားမှာမေယုတောင်နဲ့ရှိတယ်။ ကျွန်တော်တို့ရဲဘော9000နဲ့ပတ်ဝိုင်းပြီးဘယ်သူမှထွက်လို့မရအောင်လှုပ်ကျင်လှုပ်လို့ရတယ်။ကျွန်တော်တို့ကတော့တဲကဘင်္ဂလီမူဆလင်တွေကိုတမင်းထုံးနဲ့ကဲပြီးမှလူမြင့်သူမြင့်ရှေ့မှာသွားတတ်ပါမလား။ဒါကိုဖိနှိုင်ချီကိုစဉ်းစားဖို့အတွက်ပြောတာ။ဒါမျိုးကျွန်တော်တို့သွားတတ်လိုက်ရင်အထီးတက်လိုက်ချင်းရဲ့အကျိုးဆိုးကျိုးဘသူစီကိုရိုက်ခတ်မလဲ။ခေါင်းကျိုးကဘသူစီကိုရောက်သွားမလဲ။ကျွန်တော်တို့ရဲ့ရန်သူစကောင်းစီကပဲအောင်ပွဲခံသွားမှာပေါ့။တို့တို့စကောင်းစီလှုပ်ချင်းနေတဲ့ခေါင်းထဲပေါ်ကျင်နေတဲ့ပုံစံကရွာတွေကိုမိရှို့တာ။ သူတို့လူတွေကိုလွတ်ပြီးမိရှို့ပြီးမှမိရှို့ပါတယ်ဆိုတဲ့ကြေညာချက်ကိုသူတို့စကောင်းစစ်ကိုထောက်ခံနေတဲ့မွတ်စလင်ဖွဲ့စည်းတွေကိုသူတို့ရဲ့ community base ကနေထောက်ခံလိုက်တယ်ဒီတိုင်းလုံနေတာလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ဩဂတ်စ်9ရက်ညနေကအေးဒရုန်းနဲ့ဖြစ်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီးပြောဆိုချက်ကိုဒေချာစဉ်းစားရန်လိုအပ်တယ်လို့အေးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားသွားခဲ့ပါတယ်ဒါ့အပြင်ဒရုန်းလာတဲ့လမ်းကြောင်းကိုမြင်နိုင်သူဟာတာမန်ရဲဘော့တဲ့ဆင်းမြင့်တဲ့တိုက်ခိုက်ရေးသမားဖြစ်နိုင်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုပါတယ်ဖြစ်စဉ်နဲ့ပါဝင်ခဲ့တဲ့မွတ်စလင်လုံငယ်တချို့နဲ့ပြည်ပရောက်မွတ်စလင်တက်ကြွသူတချို့က ဒရုန်းဟာအေးတဆွဲထားတဲ့နေရာကနေတက်လာတယ်ဆိုတဲ့ဆဆွဲချက်ကိုအေးဘိုလ်ချုပ်မှဒရုန်းကိုတင်နေချတယ်ဆိုတာတမရိုးချတင်လို့ချလို့မရပါဘူး။ကိုပဲနားမှာရှိတယ်ဆိုတာကိုမသိအောင်တော့အမျိုးမျိုးလဲစားခွက်တင်နေဒီနားမှာကိုရှိတယ်ဆိုရင်တခြားနေရာကနေတင်ရတယ်။မဟုတ်ရင်ဒရုန်းတက်စင်လောက်တဲ့နေရာကိုရန်သူကလေရင်ကနေချက်ချင်းပြစ်လို့ရတယ်။စတဲမကနေလာပြစ်နိုင်တယ်။ဒရုန်းကကျွန်တော်တို့ရှိတဲ့နေရာကတက်လာတာပါဆိုတော့ဆဆွဲတဲ့သူတွေကကျွန်တော်တို့ရှိတဲ့နေရာတွေကိုတယောက်မှမပေါ်နိုင်ဘူးလို့ဆိုပါတယ်။အတော်ကောင်းနဲ့ခြေပါကြပါပဲ။ဒုထက်ကောင်းတာတောင်သူ့လောက်မကောင်းဘူး။ဘိုးချုပ်ရင် စကောင်းစိတ်နဲ့သူတို့ပေါင်းနေတဲ့ဘင်္ဂလိစေဟုစုကိုကြကြလက်ကြထောက်ပြဝေဖန်သွားတာ very nice to amazing ပါပဲဘူဒီတော်မောင်တော်ဒေတာကိုမွတ်စလင်လူမျိုးများတို့မွတ်စလင်တက်ကြွလှူရှားသူများနဲ့ပြပရောက်ရိုရင်ဂျာရေးလှူရှားသူများက safe zone ဖြစ်မွတ်စလင်ပိုင်နှဲနေမြေဖြစ်2019 August 25ရက်နေ့ရခိုင်ပြည်ပကတိုက်ခိုက်မှုနောက်ပိုင်းမှာတောင်းဆိုလာကြပါတယ်စကောင်းစီအာနာတင်ပြီး2023နောက်ပိုင်းကာလမှာစ၍စကောင်းစီဘင်းစမန်တသားများနဲ့ဘင်္ဂလီရိုဝင်ဂျာရေးလှူရှားသူများကြောင့်အေဟိုတိုက်ပေးရင်ဘေးယူနဲ့မေယိုးလွင့်ပြန်ထီကိုအပိုင်ပေးရန်ထီပါကြာစီလာခဲ့ပါတယ်။ ီဒိုစမုဒံဥပဒေပြဋ္ဌာန်းတဲ့ဖေဖော်ဝါရီလကလည်းစတွေ့ကြောက်ပြူဘူဒီတောင်မောင်တော်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေကိုအတင်းပြားပေးပြီးစစ်မှုထမ်းခိုင်းခဲ့တယ်။ရိုရဲလှုပ်ရှားသူများနဲ့ချိတ်ဆက်၍ဘင်္ဂလားဒေ့ရှ်ကုတူပလောင်ကော်ပစာထောက်ခတဲ့များမှမွတ်စလင်လုံငန်းများကိုငွေကြေးခွင့်ရမလုံးပေး၍စစ်တပ်နဲ့ရတ်တို့ပေး၍အေးအေးကိုတိုက်ခိုင်းတယ်။မျိုးတွေကနေခေါ်တာဒုက္ခသက်စကန်တွေကနေခေါ်တာစစ်စုပေါင်းဆိုရင်၃နောက်နဲ့၄နောက်ကြာမှရှိတယ်။ဂျန်ကိုင်ရဲ့မဟာအောင်စော်ဝင်းခေါ်ဇော်ဂရီအာမတ်တီထောင်ထားတဲ့ အာစာဂျပတ်မွတ်စလင်လက်နက်ကင်လည်းအေးကိုတိုက်ခိုက်တယ်လို့ဂျန်နဲ့ RSO AI ဂျပတ်မွတ်စလင်ဖွဲ့တွေကလည်းအာရခတ်တတော်အေးကိုတိုက်ခိုက်တယ်။အာစာ RSO AI ဆိုတာစကောင်းစီတပတ်လက်နဲ့2019ခုနှစ်ကတည်းက NLD အစိုးရနဲ့ယခုအေးကိုတိုက်ဖို့ဖွဲ့စည်းထားတဲ့ဂျပတ်မွတ်စလင်ဖွဲ့စည်းတွေပါ။နိုင်ငံတကာရေးရ2008ဖွဲ့စည်းပုံခြေကံဥပဒေအရ NLD ရဲ့ဒါအစိုးရကိုစကောင်းစီကနှစ်ဖက်ညတိုက်လို့ရပေမဲ့အေးကိုတော့သွားဆန်းတာဖင်လန်ပြီးတော့ပြေးနေရပြီလေ။စကောင်းစီတာမကရိုရဲလှရှားသူတွေပြည်ပကဒွေးထိုးနေတဲ့သူတွေပါငုံတုံမေးသွားခဲ့တယ်။ အေအေစရေးနဲ့အမားချင်းတဲဆော့ပြီးတော့ရှင်းတယ်။တရင်ဌာနချုပ်တွေစကားဆဌာနချုပ်တွေပြင် BGB တပ်စခန်းတွေများတဲ့ဘူတီတောင်ကိုမေလာ၁၈ရက်နေ့မှာအေအေကအပိတ်သိမ်းနိုင်ခဲ့တယ်။မေလာ၁၉ရက်နေ့ကဘူတီတောင်မြို့မှာဖမ်းမိရမိတဲ့တရင်မှုပြောပုံရဘူတီတောင်တပ်ပွဲတွင်စကောင်းစီဟာမွတ်စလင်လုံငယ်950နဲ့တထောင်ကျားကိုတိုက်ခိုင်းတယ်လို့ပြောတယ်။မောင်တော်မြို့မှာဆိုရင်မွတ်စလင်လုံငယ်တွေကိုလက်နက်ပေးပြီးတိုက်ခိုင်းတာ၃000ခန့်ရှိတယ်လို့ဆိုတယ်။ စကောင်းစီအမောင်းတော်မျိုးမကြရေးမှာငယ်ချားဆောင်ရဲတပ်ရဲများပြင်စစ်တပ်နဲ့ရဲတပ်ပေးထားတဲ့မွတ်စလင်လူငယ်များ ARSARS မွတ်စလင်ချမ်းပတ်ဖွဲ့စည်းကိုတုံးခဲ့ပေမဲ့အခုဆိုရင် AH နဂါခငါကိုဝိုင်းပိတ်ပြီးထိုးစစ်ဆင်နေတာကလွဲရင် မောင်းတော်မျိုးကိုတိမ့်နိုင်ပြီလို့ဆိုနိုင်တယ်။နဂါခငါမျိုးတကြီးတက်စကံမချဖို့စကောင်းစီလေးချောင်းတုံးပြီးပြင်းထန်ခုခံပေးမယ်လဲ AH ရဲ့လက်ထဲကျမှာပဲ။ဒါကြောင့်စကောင်းစီက August 5ရက်နမေကမ်းမှာမွတ်စလင်တွေရာနဲ့ချီတည်ဆုံတဲ့ဖြစ်စဉ်ကို AH လောက်တာပါဆိုပြီးရောင်းတော်ပြန်လုပ်တယ်။ရူအေးလှူရှားသူတွေကလည်း AA ကိုလမ်းညှိုးထိုးတယ်။ ဒါကိုအေဘိုချုပ်ထုံမြနဲ့က ARR နဲ့အင်တာဗျူးမှာကြာကြာလက်ကျဖြေရှင်းတဲ့ပြင်ဗိုလ်တီတော်မောင်တော်မျိုးနဲ့ပတ်သက်ပြီးတော့ရခိုင်တမျိုးသားလုံးကိုစာဖြေရှင်းချက်ပေးခဲ့တယ်။မွတ်စလင်တွေပေါ်မှာထားတဲ့အေအေသဘောထားကိုလည်းရှင်းပြခဲ့တယ်။အော်ဂတ်စလာ3ရက်အေအေတက်တော်မောင်တော်မျိုးကိုမတိုက်ခိုက်ခင် မောင်တော်ဖြီးသူတွေကိုထွက်ခွာကြဖို့ထုတ်ပြန်ထားတယ်။အေအေဘိုချုပ်ထုံမြနိုင်ပြောတာလေးတစ်ချက်ကြည့်အောင်ဘူဒီတောင်ကိုအေအေဝင်လာတဲ့ချိန်မှာမူဆလင်တချို့လူရှားသူများမှန်ထားတဲ့နေမျိုးကိုဝင်လာတာဖြစ်လို့လုံးဝမရှုစိတ်မှုမရှုစိတ်နာကတော်တော်ပိုင်းရခိုင်ပြည်မှာဘယ်လိုမျိုးဖြစ်ဖြစ်နေလို့ရတယ်ငြင်းငြင်းကြက်ကြက်နေလို့ရပါတယ် ဒါကကျွန်တော်တို့ဘိုးဘေးတွေပိုင်တဲ့နည်းမြေရအောင်တိတ်ပါပဲအင်္ဂါဂျိုကလာပြောရင်လည်းတိတ်ပါပဲတိတ်တာကတော့မယုံမရှိနဲ့ကားွယ်ဘေးတဲ့နယ်လို့ကျွန်တော်တို့ဇိုရတရက်အနေနဲ့ခံယူပြီးမှလည်းဘီသူတယောက်ချင်းစစ်ကိုမခွဲခြားဘဲနဲ့ကူညီပေးပါပဲဘီသူတယောက်ချင်းစစ်ကိုမခွဲခြားဘဲနဲ့ကူညီပေးပါပဲစစ်ဖြစ်ပြီးဆိုတော့နေရာတိုင်းမှာအိုးရင်ပျက်စီးတာတွေရှိတယ်ကျွန်တော်တို့ရခိုင်ဝါတွေမှာဆိုရင်မြို့တမျိုးမတိုက်ခင်သတင်းပေါက်ကြမှာဆိုလို့ကျွန်တော်တို့မပြောဘူးတိုက်ခါနီးမှမြန်မြန်ပြေးတော့ဆိုပြီးအဝဲတက်တဲ့ကိုတကူးနဲ့ပြေးရတာများတယ်မွတ်စလင်အများဆုံးနေတဲ့ဒေသမှာဆိုရင်အတင်းကျပ်ရွှေပြောင်းနေ တနက်ပြစ်ပြီးမှစစ်ပွဲမှာညက်တယ်လို့ပြေပေါ်ပြီးတိုက်ခိုက်မှကိုစိုးရင်လို့ဂျိုတင်ပြီးတော့မှအတီးပေးတာဘူဒီတောင်နဲ့မောင်တုံးမျိုးပဲရှိပါတယ်ကျွန်တော်တို့မျိုးပေါင်းများစွာကိုတိုက်ခိုက်ခဲ့တယ်မတိုက်ခင်ထွက်ပြေးကြပါဂျေဆုရှင်တို့လို့ပြောတာအဲ့ဒီနှမျိုးပဲဘာပြောလို့လဲဆိုတော့သူတို့အကြောင်းကိုသိနေလို့ဓာတ်တော်ငါတို့ဘဲကိုပြေးရမလဲလို့သိတာကျွန်တော်တို့တော်လိုင်းရင်လုံနေတာရေဘော်တွေမှတောင်ဘောင်းမီဖင်ပေါင်းနဲ့ပြစ်နေရတာခေါင်းတောင်မရှိဘူးအဲ့ဒီချိန်လူခွင့်ရေးရဘဲကိုရွှေ့ရမလဲမေးတော့အတမ်းမတည်တဲ့နေရာပြေးပေါ်အသက်လူပြီးပြေးပါတိုက်ပွဲမရှိတဲ့နေရာရောက်ရင်ကျွန်တော်တို့မှရှိတဲ့ဟာနဲ့ဖြည့်ရှင်းပေးပါမယ် ဆန်ရှိရင်ဆန်ဈေးရှိရင်ဈေးရေမရှိရင်ရေနေမကောင်းရင်ဈေးကုပေးပါမယ်ဒါကမောင်တော်တမျိုးတည်းမဟုတ်ဘူးဂျန်တဲ့မျိုးတွေမှာလည်းဒီလိုပုံစံနဲ့ဖြည့်ရှင်းခဲ့ရတယ်လို့ဆိုပါတယ်အဲ့တော့ဘိုးချုပ်ထုံးမြတ်နိုင်ပြောတဲ့စကားကကုံသွားပြီအကဲဆက်နေတဲ့လူမျိုးရေးပြိပခါအကြကစစ်ပွဲမှာလိုင်းနိုင်ရမယ့်ဥပဒေအသားတွေကိုပြောသွားတယ်ဘူဒီတာမော်တော်ဒေတာမှာတိုက်ပွဲပိမိနေခြင်းနဲ့စစ်ပွဲဆုံးဧရိယာတွင်းကမွတ်စလင်2600တောင်ကျိုကဲထုတ်ထားပြီးဂျန်ရှင်းနေတဲ့မွတ်စလင်များကိုဆက်လက်ကဲထုတ်နိုင်ဖို့ဂျိုးပန်းနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါပြင်စက်တင်ဘာလ၄ရက်နေ့မှာရိုဟင်ဂျာရေးကို အေနဲ့လက်တွဲဖြည့်ရှင်းမယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကထုတ်ပေါ်ပြောကြားခဲ့တယ်။တကြောပြန်စစ်ပွဲမှာဘင်္ဂလီမွတ်စလင်ရှစ်တောင်းကျော်ဝင်ရောက်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကထုတ်ပြန်ထားတယ်။ ULAA ကိုကြံပေးချင်တာက1993နှစ်နိုင်ငံသဘောတူထားတဲ့လူဝင်မှုစစ်ဆေးရေးလေ့ကျင့်နဲ့လက်ခံစစ်ချင်တယ်။နောက်ပိုင်းဆိုရတရက်ဖြစ်တာဝန်ယူရမှာတုံးတင်တယ်။မြန်မာဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံ1993ခုနှစ်သဘောတူညီချက်လေးချက်ကတော့နံပါတ်1မြန်မာနိုင်ငံမှာနေခဲ့တဲ့အထောက်အထားခိုင်ခိုင်မာမာတင်ပြနိုင်ရမယ်။နံပါတ်2မြန်မာပြည်မှာမွေးတဲ့လူဖြစ်ရမယ်။အထောက်အထားပြနိုင်ရမယ်။ ။နံပါတ်၃မြန်မာနိုင်ငံကိုစမ်းကျင်တိုက်ခိုက်တဲ့လူတွေမဖြစ်ရဘူး။နံပါတ်၄သူတို့ကိုယ်တိုင်မြန်မာပြည်ကိုပြန်လာခြင်းတဲ့သူဖြစ်ရမယ်လို့ဆိုပါတယ်။ဩဂတ်စတ၁ရက်ပတ်မှာကလေးကစကောက်စင်နဲ့အေအေတက်တို့စတွေးမြို့နီမဲလာချေးဝါမှာတိုက်ပွဲတွေဖြစ်နေတယ်။၂၀၂၄နှစ်ကမှရခိုင်ပြည်နယ်တခုလုံးအကြံဖက်ဖက်စစ်တဲ့ဂင်းရှင်းစေရမယ်လို့အေအေကထုတ်ပြန်ခဲ့ပြီးတော့အပြောနဲ့အလုံးနဲ့လည်းညီခဲ့တယ်။အခုဆိုရင်မြို့တော်စစ်တွေကိုထိုက်ခိုက်နေပြီးရဖို့ကလည်းကြိမ်းတင်နေတယ်။အာရခတ်တော်အေအေကရခိုင်ပြည်နယ်ကိုအုပ်ချုပ်ဖို့စင်တင်ရှိနေပါပြီ။ next level တခုကိုသွားနေတဲ့ AA တက်တော်နေနဲ့ Confederation ဆင်းကနေအပြေးဝအုပ်ချုပ်ပြီးရင်စတေးရတာဖြစ်ပြီးသူလူတို့အနေနဲ့မျောလင်းမိပါတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတီနားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေကြပါစေခင်ဗျာ။